ရှိနေတာမနေ့မနေ့ထိုင်းတာကိုကသူ့မမြင်ရအောင်လေသူတရေလေသူသူတော့အဲ့အဲ့စီမှာအဲ့လိုအရန်ရှိနေတာပဲလေတော်တော်ထိန်းထားရတယ်ကိုအဲ့ဘူးငုံနေနေကြတော့သူတယောက်တည်းကနေရလေတော်တော်တင်မို့ဒါပေမဲ့ပြိတ္တတွေဒီဒီဒီမှာအမြင်မှာကြတော့တရေကဘေးနားလိုက်ကနေ အဲအဲ့တော့ကိုကကြာတကယ်အပြင်မှာလဲဒါကိုကြာလိုက်ကနေဆိုရီဂျင်နာရီဂျင်နာမနှဲထိန်တာရယ်ရန်ဟိုအလုံးက dress outfit ပြည့်နေဆိုတော့လေသူကဘေးနာနေအဲ့လိုအာမျက်နှာပေးနေကနေရီဂျင်နာမနှဲထိန်တာရယ်

Well, they said you are was high class. အဓိကတော့ TikTok ရိုက်တာလေးပေါ့အဲ့စီးလေးလေ TikTok မှာကတာလေးတွေက trend ဖြစ်နေရောအဲ့လို TikTok ရိုက်ကြတာပေါ့ TikTok ရိုက်ပြီးတော့အဲ Facebook တင်မယ်ပေါအောင်လုပ်မယ်ပေါ့အဓိကတော့ဒါလေးပါပဲဟုတ်အဲ့အဓိကကသူက Elvis Presley ပုံစံမျိုးကတာလေ Elvis Presley ဆိုတော့ဟိုဟိုဘလဲရောပုံမှန်ကနေကြပုံစံမျိုးမဟုတ်ဘဲနဲ့ကောက်ကွက်ပုံစံလေးဆိုတော့ဟိုဆမ်းပါတယ်ပြီးတော့အဲ့ရမှာဘလဲကြအဲ့လိုသေးသေးချာချာလေးအဲ့လိုအရန်กว่าဟို Presley လိုတိတ်ချကတာမဟုတ်ဘဲနဲ့အဲ့လို TikTok ပုံစံမျိုး TikTok မှာဆိုလဲတော့ င်ဟိုကအဲ့လိုဟိုဟိုအကဝါဒနာရှင်တွေကကြာလေဆိုတော့အဲ့လိုဟုတ်ဒီတေးချာကြီးကျင့်တာမျိုးမဟုတ်ဘဲနဲ့အရီရမယ်ပျော်ရမယ်ပေါ့သူများတွေလည်း like ကလို့ရမယ်ပုံစံမျိုးဘယ်ရမှာဒါလေးကတာပါတယ်အဲ့လို လိုက်ရတယ်လိုက်ရအဓိကဟာတာအဲ့လိုလုံးတက်ရန်လွယ်တယ်လို့မလုံးတက်လည်းရန်ခတ်တယ်ပေါ့နော်ဆိုတော့ကိုချမ်းတို့ဆိုဒါလဲလို့အများတန်းလိလာတည်ယူနေရတာဆိုတော့ဟိုဘယ်လိုပြောရမလဲမတော်တော်တော့လုံးလိုက်ရပါတယ်ဟိုရီရဖို့ပေါ့တည်ရမလား तू อ่ะရှေ့မှာဝတ်စုံပြေးနေကပြနေကိုကအဲ့တော့ရန်လှနေလည်းမဟုတ်သေးလေအဲ့တော့အာကကျင်တိုင်းကနန့်ကျင်တိုင်းနန့်ပေါ့အဲ့လိုလေးပေါ့ဟေးဆိုခရက်ချမြဲကွယ်ကျမတို့တိုင်းတိပြီးတိနန့်လူတိဝိုင်းဆိုလားဟိုဘယ်လိုစကားရဲမှာပါဖူးမုံကာရိုက်တာနဲ့ပါဟုတ်ဟုတ် တယ်ဒီကားမှာလုံးဝအလှုပ်အသွက်အဲ့လိုမျိုးဟိုဟိုဘယ်လိုပြောရမလဲဟိုလုံးဝကွဲဟိုသူများဟိုနိုင်နေပေါ့အဲ့လိုမျိုးလုံးဝအသွက်ကာရက်တာလေးပါပဲဟုတ်အကိုအကိုတွေပေါ့အကိုတွေကိုနိုင်နေခြားလူတွေကိုဘူကြမယ်နိုင်ယူမယ်ပြီးတော့အဲ့လိုနည်းနည်းပေါ့ကမာလေးကအဲနည်းနည်းညစ်ပတ်တယ်အဲတော့ညီချစီစားတယ်ဗယံဗယံမလာကောင်းပါလေးပါပဲဟုတ်ပေးပါပြီပေးတာတော့ caption နေ င်ရမလားလေးပဲနေတတ်ပါတယ်ဆိုရင်တို့မလဲယတနာလားဩအဲမဟုတ်စိတ်ကတော့ဟွာပေါ့တူတယ်အဲ့လိုအဲ့လိုအဲ့လိုကိုကကိုကြီးလိုချင်တာကိုတူးသီးတော့ဆိုတော့လေအဲ့လိုဟိုသူများဟို sharing caring လုပ်ပေးရတိတ်မသိဘူးအာဆိုတော့ဒီထဲမှာလဲအဲ့တိုင်းလေးပဲအပြင်အပြင်တိုင်းလိုပဲတွတ်တယ်ဒါပေမဲ့အဲ့လိုနည်းနည်းဘယ်မှာနေရလေးတော့တိတ်မတူဘူးပေါ့ကျွန်တော်ကတော့တူပါတယ်စိတ်ကတော့တူပါတယ်ဟုတ်အမတ်တရားအဲ့တော့က အဲ့တော့အဲ့လိုစာမွေးပွဲလည်းရှိတယ်အဲ့ကြားရဲရိုက်ရတယ်နောက်ပြီးတော့အဲ့လိုအအဓိကအဲ့ကတာပေါ့နော်ကတာဆိုလုံးဝအကုန်လုံးကဘလဲရောညင်ဟိန်လို့ပဲထင်တာနေပြီးလည်းပြောတကယ်တမ်းကတာဆိုတဲ့အချိန်မှာ share တချင်းပွင့်ပြီးကတော့ဟိုဒရိုက်တာလည်းအဲ့စင်းကိုကြည့်ပြီးတော့သူဂျင်းတ်တယ်ပေါ့နော်ဆိုတော့ဘလဲလဲဝမ်းသာပါတယ်ဟုတ်ဒီတိုင်ပြင်မအရင်ညင်လို့အကြီးလို့ဘလဲနဲ့ခင်းတဲ့တကယ်ချင်းတွေကတည်တယ်လို့ဘလဲအလိုအရင်အာအရင်အငယ်ကြီးမဟုတ်ဘူးဒါပေမဲ့ပြင်မညင်တော့အကုန်လုံးကဟို ဟို character တွေကြည့်လို့ရှိရင်ဘယ်လဲနဲ့မတူဘူးပေါ့အပြင်အပြင်အသိရတဲ့သူတွေအဲ့လိုတော့ပြောကြပါတယ်ဟုတ်အရင်တော့မခက်ခဲ့ပါဘူးဘယ်လဲလို့ဟိုဟာပေါ့အဓိကဘယ်လဲခုနပြောသလိုတေချာကြီး Presley နဲ့တူအောင် like ကထားတာမဟုတ်လीသူ့ပုံစံကိုကိုက TikTok မှာတင်မှုအတွက်ကားတဲ့ပုံစံမျိုးဆိုတော့အရင်တော့မခက်ခဲ့ဘူးပျော်နေရီးနေအဲ့စိအဲ့စိကိုကဟာ behind the scene တွေရိုက်ထားတာရှိတယ်လေအဲ့ကြည့်ပြီးတော့လဲကိုကိုပြန်ရီးနေရတာ ဟိုအဓိကစလွန်ဟာ TikTok ကရမယ်တဲ့။အော်ဟုတ်ပြီပေါ့။ဘာကရရင်ကောင်းမလဲ။စဉ်းစားတဲ့အချိန်မှာ director ဘလဲတဲ့ Elvis Presley လို့ကရမယ်ဆိုသူကအဲ့လို live video ကျင့်မှုဆိုပေးတာအဲ့ကြည်ရဟာဒုက္ခပဲပေါ့သွားပြီပေါ့နော်ဒီရမလားအဟိုကိုဘယ်လိုပြောမလဲဘယံမလာရောဖြစ်ပါပြီပေါ့ဆိုပြီးတော့တကယ်တမ်းကျတော့လေတေချာကြီးလိုက်ကရင်လေရီရမှာမဟုတ်ဟာသဆိုတဲ့အတိုင်းကခါမဲဟေးဆိုပြီးတော့ပဲခါလိုက်တာအဘူကားကွက်တော့တိတယ်ဒါမဲ့ကားကွက်ကိုလောကွာသူသူ pressly လိုလိုက်ကမဟုတ်ပဲနဲ့အဲ့ဒါမှာခါရမ်းပြီးတော့အဲ့လို commercial လေးပါပဲဟုတ်ဟုတ်ဟိုရီးစင်တာမနေ့မနေ့ထိုင်တာကိုကသူ့မမြင်ရအောင်လေသူတရေလေသူသူတော့အေးအေး စီမှာအဲ့လိုအရန်ရည်ချင်တာပဲလေတော်တော်ထိန်းနာရတယ်ကိုအဲ့ဘူးမုံနေနဲ့ကကြာတော့သူတယောက်တည်းကနေရလေတော်တော်တင်မို့ဒါပေမဲ့ပြိတ္တတွေဒီဒီဒီမှာအမြင်မှာကြာတော့တရေကဘေးနာလိုက်ကနေရ အဲအဲ့တော့ကိုကကြတော့တကယ်အပြင်မှာလဲဒါကိုကြလိုက်ကနေဆိုရီဂျင်နာရီဂျင်နာမနှဲထိန်နာရတယ်ရန်ဟိုအလုံးက dress outfit ပြည့်နေဆိုတော့လေသူကဘေးနာနေအဲ့လိုအာမြန်နေဘေးနကနာရီဂျင်နာတော့မနှဲထိန်နာရတယ်အာတဆိုတော့ဟိုအကုန်လုံးကပေါ့ပေါ့ပါပြပြရှင်ရှင်ဘယ်လိုပြောမလဲဟိုအများကြီးစူးစမ်းအထုတ်ပြီးတော့ဒါရိုက်ကြတယ်ညီ ဟိုဗာလဲစီစီလုံးလုံးနဲ့ပေါ့เนาะဆိုတော့ရီလဲရီရဲပြီးတော့သွားရိုက်တဲ့ location ကလည်းအဲ့လိုမျိုးဟိုနိုင်စင်းနေများတော့ကွာအဲ့လိုဗလဲဆိုတရေကြောက်တတ်တော့အဲ့လို a little လေးတော့ကြောက်ကြတာပေါ့เนาะဒါပေမဲ့ပြောဖို့ကောင်းပါတယ်လို့ဟုတ်ဟိုဗလဲတို့အား73ရက်နေ့ကနေစပြီးတော့ပေါ့เนาะအာဒါမြန်မာတနိုင်ငံလုံးယုံတင်ပြတာမှာအဲ့တို့ကြောင့်မလို့အာအားပေးကြပါအောင်ပြည်သက်တွေပျော်ရွှင်ရမယ်လို့အားမခံပါတယ်လို့ပြောချင်ပါတယ်ဟုတ်